ဟယ်လိုအားလုံးမမင်္ဂလာပါတရားတရားမြတ်ပါတရားဒီနေ့လွတ်လပ်ရေးနေပုံလေးပေါ့နော်အားလုံးတောင်းဆိုနေကြရဲလွတ်လပ်ရေးနေပုံလေးဆက်ပြပေးတော့မှာဖြစ်ပါတယ်အဲအရင်ဆုံးတားလို့တမီတို့ကနော်ဟိုဆွဲလေးပုံဆွဲလေးဆွဲထားမရှိဆိုရင်ခဲနဲ့အရင်လိုက်ဆဲပေါ့ပြီးမှမာကာလေးနဲ့ထပ်ပေးပါနော်စပါရောဆွဲပါမယ်ရေကဒီတစ်ခေါက်ဒီဇိုင်းလုပ်ထားတဲ့တူအလံအလံကြီးကြီးကိုဒီဇိုင်းလုပ်ထားပါ အလံကိုကျွန်တော်ကဒီလိုကောက်ပေါက်လေးအာလွင့်နေတဲ့ပုံစံမျိုးပေါ့နော်ကောက်နေတဲ့ပုံစံလေးဆွဲလိုက်တယ်ပြီးရင်ဒီချက်တော့ကဒီအလံရဲ့အထက်မှာကျဲလေးပေါ့နော်ကျဲလေးတစ်လုံးမြန်မာနိုင်ငံအလံကျဲလေးတစ်လုံးရှိရဆိုတော့အဲ့ကျဲလေးကိုဒီချက်တော့ကဟိုစနစ်တကျဆွဲကြအောင်ပေါ့နော်ကျဲလေးကိုအရင်ဆုံးခဲရနဲ့စပြီးတော့ဆွဲကြမယ်မကန်နဲ့ဆွဲခလေးရလည်းလိုက်ပြီးတော့ခဲရလေးနဲ့လိုက်ဆွဲနော်ဒီဒီချာညီညာလေးစနစ်တကျဆွဲကြအောင်ဟမ်ဒီတော့ A လေးဒီလို A လေးဆွဲတယ်လို့မျိုးပြီးရတယ်ကျတော့အပေါ်အရမ်းမကတ်ဘူးဒီနားလောက်ကနေသွားမယ် နော်ဒီမြင်းလေးဒီဘက်နှစ်ခုကိုညီအောင်အဓိကအထိမ့်မယ်နော်ညီအောင်ညှိမယ်ပြီးမှရောဒီမြင်းနဲ့ဒီမြင်းနဲ့ကိုဆက်မယ်ပြီးရင်ဒီမြင်းနဲ့ဒီမြင်းနဲ့ကိုဆက်မယ်โอเคအဲ့တော့ကျယ်လေးကညီညီလေးရပြီဒီတော့ဒီကေတော့မာကာထပ်ပြီဆိုတဲ့အခါကျမှကျယ်လေးကိုဒီတောက်လေးပဲထပ်မယ်နော်ဒီအထဲလေးကိုမထပ်ဘူးဒီလိုလေးကိုတမ်းပြီးဆွဲတဲ့ခါကျမညီမညာဖြစ်သွားဆလို့ဒီလိုဆွဲရကြညီညီညာလေးဖြစ်သွားမယ်ပြီးကျတော့အလိုင်းကကျတော့ဝါစိမ့်ညီအောင်၃ရောင်ဆို မြင်း၃လိုက်ဆိုရမယ်နော်ဒါ overlap လို့ခေါ်တဲ့မြင်းလေး၃ခုဆိုမယ်ပြီးရင်တခြားကြည့်မယ်နော်ကျွန်တော် marker ထပ်တဲ့ခါကျရင်ဘယ်နားတွေထပ်ရမလဲဘယ်နားတွေမထပ်အောင်လဲတခါလေးပြောပြပါမယ်နော် okay marker line ပြန်စပေးမယ်အဲ့ဒီကျွန်တော်ကြယ်လေးကဒီအလံဒီရောင်လေးရဲ့အရှိဆုံးမှာရှိနေရောဒါလေးကိုစာဆွမ်းမယ် ပြီးတော့လည်းကျွန်တော်ကနော်ဟိုလွတ်လပ်ရေးကြောက်တိုင်လေးဒီမှာစပြီးတော့ဆွဲမယ်

အဲ့တော့ gua decoration လေးတွေဒီမှာထပ်ထည့်ခြင်းလဲဆိုတော့ထည့်လို့ရတယ်เนาะအဲ့တော့ပြီးတော့လည်းကျွန်တော်ကဒီခဲတဲ့အရာတွေကိုဖြတ်လိုက်ရပြီခဲတဲ့အရာလေးကိုဖြတ်ပြီးတော့အရောင်လေးစချင်လို့ရပါမယ်เนาะအရောင်ချဲတဲ့ခါကျရင် crayon သို့မဟုတ် marker color pencil ကိုကြိုက်တာသုံးလို့ရတယ် နော်ဒါကိုကိုစိတ်ကြအရာလေးကြီးဖန်တီးလို့ရပါတယ်နော်အဲ့တော့ဒီချိန်ကဒီမှာကလေးတွေအသက်ရွယ်ပေါ့နော်အငယ်လေးရအစအကြီးတွေရောအကုန်လုံးဆွဲနိုင်အောင်ဒီဇိုင်းလေးကိုအရင်လည်းမခံအောင်အရင်လည်းမလွန်အောင်ဖန်တီးပေးထားတာပေါ့နော်အဲ့တော့အတန်းကြီးကလေးတွေကလည်းထပ်ပြီးရော creation ထပ်လုပ်လို့ရတယ်တောက်သမီးတို့ရဲ့ကိုပိုင်နော် creation လေးထပ်ထည့်ပြီးရောအများကြီးဖန်တီးလို့ရသေးတယ်နော်အဲ့တော့ color လေးချိန်မဲလလလေးဖန်တီးပြီးရောတချို့ပုံလေးကို Telegram ကနေလာပြပေးလို့ရတယ်အဲ့တော့ဒီတော့နောက်ပြန်ပြန်တွေ့ကြမယ်အားလုံးပဲ bye bye